ိုတွေကလည်းကိုဒီလုပ်ကိုဝါသနာပါတယ်ဆိုတာအထက်ကိုဒီလုပ်ကိုမြတ်မြတ်လူလူနဲ့တကယ်ကိုအော်တွေ့တဲ့အသားတွေကနေပြီးတော့မှဟောချစ်မြတ်လို့တဲ့သဘောပါ။မေကလည်းတစိတ်ကြီးတောင်းပန်ဖို့ကြီးပဲဒီကိစ္စမှာကျွန်တော်မမားဘူးမေ။ तू ဘာသာ तू လဲကြတာ။ဒါကလေ तू ကိုယုံလုံးလို့လက်ဖြားနဲ့တော့မထီဘူး။အော်အလုပ်ကိုချစ်တဲ့သူကိုအလုပ်ကလည်းကိုယ်ပြန်ချစ်တဲ့သဘောပါပဲ။အဲ့တော့ဒီလုပ်ကိုတန်ဖိုးထားချစ်မြတ်လို့တဲ့လူတွေကလည်း အဲကိုကလည်းအလုပ်ကိုအချိန်မြတ်လုပ်ပြီးတန်ဖိုးထားရတဲ့အတွက်အပြန်အလှန်ကမေတ္တာကူးစက်တဲ့သဘောလို့ပဲမြင်ပါတယ်ကြာတို့တို့မို့မေတို့မို့ယွယွယ်နဲ့မို့မို့တို့ချစ်ကြတယ်ယွယွယ်နဲ့မို့မို့တို့ကကြတယ်တို့ကြကောင်းပါလေအားလုံးပါမြမယွရပေါ့နော်မြမယွရမြမထုံနေစင်နာတွေမှာလဲဒါကတော့ ဟိုပါအဓိကတော့ရိုးရရင်ကျေးမှုပေါ့နော်ကျွန်တော်ဒီမှာရိုးရရင်ကျေးမှုလေးကိုပေါ်ကျွာတာဖြစ်တဲ့အတွက်လည်းခြေလဲကျင်းနေပြီလေနောက်တစ်ခုကကျတော့အရန်လဲဘယ်လိုခေါ်မလဲဆိုတော့လေဒါရိုးရရင်ကျေးမှုထဲမှာဆိုလို့ရှိရင်ချစ်စရာကောင်းတယ်ပျော်စရာကောင်းတယ်အချင်းလေးဖြစ်တဲ့ခါကျတော့လေကျွန်တော်တို့ဒီဆိုတဲ့အချိန်မှာလည်းအဲ့လိုခံစားမှုလေးနဲ့ဒီဆိုခဲ့တယ်ဆိုတော့ဒီဒီတဲ့ချင်းကိုရေးပေးတဲ့ဆရာရှန်ထွန်းရော အာတည်ဆိုပေးတဲ့ညီမလေးရောပေါ့နော်အာကျွန်တော်တို့အတက်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတဲ့အတွက်ကြောင့်မလို့လဲအဲအခုလိုမျိုးပြိတ္တချိန်နေတဲ့အတွက်ကြောင့်မလို့လဲအရင်ကချိန်နှက်မိပါတယ်လို့ပြောတယ်။ပြူများတဲ့တို့ဆုံးတဲ့ရွှေရုံတို့မူမိကလာရှိတဲ့အတွက်ဟောပေါ့ဇဝင်တီကတော့ဒါကဟိုပေါ့ဒီတချင်းလေးကကြတော့ဒီဇကာထဲမှာပါတယ်ဆိုတော့ကိုကိုတိုင်းဆိုတဲ့ပုံစံမျိုးဆိုရင်ပို့ပြီးတော့ပြိတ္တအတွက်ပို့ပြီးတော့ကြည်ရတာ ပို့ပြီးတော့ mess ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ကိုကိုတိုင်းစူးစမ်းဖြစ်လာကိုကိုတိုင်းဟိုဟာပေါ့ဇဝင် theme song တွေပါကြီးကြတော့ကိုကိုတိုင်းမဆိုဖြစ်ပါဘူးကျွန်တော်ကဟိုဇဝင်ခန်းထဲမှာကိုကိုတိုင်းတေးဥဆောင်ရတဲ့တေးဥဆောင်ပြီးတချင်းဆိုရတဲ့ဇက်ကောင်မျိုးဆိုရင်တော့လေကိုကိုတိုင်းမဲဆိုဖြစ်တာများပါတယ်ကလေးကရိုးရရင်ဂျင်မှု ဟိုအခြေခံပြီးတော့ခြေလက်ဟာတာဆိုတော့လေအခြေလက်မှာရှိတဲ့ရှိတဲ့ပြောစရာကောင်းတဲ့ဒလိလေးတွေကိုအဓိကရိုက်ရှင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒလိလေးတွေကိုတခြားလေးလေ့လာဖြစ်ပြီးတော့ဟိုရိုးရာထဲမှာပြောစရာချစ်စရာကောင်းတဲ့အကလေးတွေအဲ့ဒါဒီလိုမျိုးအာအလူပွဲတလေးလေးတွေပေါ့နော်အဲ့အလေးတွေလည်းကိုရံရောင်ရိုက်ရတာဆိုတော့စိတ်ထဲမှာလည်းကျဉ်းနှံ့မိတယ်ကျွန်တော်တို့ကိုရံရောင်ကလည်းဒါ အနေမှာကြီးပြင်းလာတာဆိုတော့လေဒီ delay လေးတွေကိုလည်းအနေတော့မစဲဘူးပေါ့နော်အနေနဲ့တော့ငွေတော့ကတော့ထိတွေ့နေကြဆိုတော့အများကြီးတော့ခက်ပဲမရှိခဲ့ပါဘူးเนี่ยกันวินกระโดดหมดเนี่ยกันวินจะบ่อตนเราก็ดิหาตากายุศินนี่ตลอดเมียๆแล้วย้ายแค่ได้แล้วปฏิตก็แล้วโหอัปเดตแท้มาหาตายุศินนี่แหละตลอดเลยป่าแก่เลยสรุปดิชื่ออ่ะยุศินนี่เนี่ยแหละไม่ดูอ่ะบ่ดิตนเราก็ด่าปฏิตก็เลยอติผิดสิทธิ์จะไปป่าอ่ะเจ้ามึงจะ調査ขึ้นเจ้าก็รู้ดี ရုပ်ရှင်ရဲ့ presentation ပေါ်လေဒါဇညိုးသဘောတရားအရာ तू ကဟိုအစင်ဆက်ပေါ့နော် तू ကဒီဘယ်လိုခေါ်မလဲဆိုတော့သူရဲ့ကောင်းမျိုးတွေကနေဆင့်သက်လာတဲ့လူတယောက်ပုံစံမျိုးတရုပ်ဆောင်လာ CV နဲ့ကျွန်တော်မျိုးတွေကတော့ဒါအရှင်းပြောရင်တော့ဟွာမင်းသေးလို့နဲ့မှာဆိုတော့တကယ်ကြီးရွယ်လူတွေဆိုတော့လေဟွာညီကိုတွေလိုမျိုးဖြစ်နေတာပေါ့ အာကျွန်တော်အရင်တော့အဲသူတို့မျက်ခွင်ကြိုးပါနေတော့ဆိုရင်ခက်ခတာအိမ်တို့ရောက်ဖြစ်ကြတယ်ပေါ့နော်မင်းသေးတို့နဲ့ပတ်သက်ပြီးတော့ဟောတည်တယ်နောက်ပြီးတော့သူကဟိုတရုတ်ဆောင်တော်တဲ့တဲမှာပါတယ်လေတရုတ်ဆောင်တော်တယ်နောက်ပြီးတော့ကျိုးလဲကျိုးစားတယ်ဆိုတော့တော့ဒီကားလေးထဲမှာဒါ character role တစ်ခုအနေနဲ့တော်တော်များများသူ့ကိုဒါပေးလို့ရတယ်ဆိုတဲ့အခါကျတော့ကျွန်တော်နဲ့ဟိုအပြိုင်စားရုပ်ကလေးကျွန်တော်တို့ကတဲဖြစ်တာပေါ့ဒါကြောင့်မလို့လဲအဲသူဟိုပါပေါ့ ျွန်တော်အပေါ်မှာအဲ့လိုကာရောတရားဖြစ်ရှိသွားရတယ်ပြောပါတယ်အဓိကတော့လေဟိုပါဘောဟိုတန်ဖိုးထားမှုပေါ့နော်ကိုတွေကလည်းကိုဒီလောက်ကဝါသနာပါတယ်ဆိုတာအထက်ကိုဒီလောက်ကိုမျက်မျက်လူးလူးနဲ့တကယ်ကိုဟိုတွေ့တဲ့အသားတွေကနေပြီးတော့မှချစ်မြတ်နိုးတဲ့သဘောပါအဲ့ဒါကြတော့ဟိုဘာကိုပဲလှုပ်လှုပ်တန်ဖိုးထားပြီးလှုပ်ဖြစ်တဲ့အခါကျတော့အဲ့တန်ဖိုးထားမှုလေးကိုပဲအမိမိရာကျိုးမောင်မားရဲ့အစီအစဉ်ပေါ့နော်မြင်တဲ့အခါကျတော့ဟိုချစ်ချစ်တဲ့သဘောပါဟိုပါပေါ့အဓိကတော့ အလုပ်ကိုချစ်တဲ့သူကိုအလုပ်ကလည်းကိုယ်ပြန်ချစ်တဲ့သဘောပါပဲအဲ့တော့ဒီအလုပ်ကိုတန်ဖိုးထားချစ်မြတ်လို့တဲ့လူတွေကလည်းအဲကိုကလည်းအလုပ်ကိုချစ်မြတ်လို့တန်ဖိုးထားရတဲ့အတွက်အပြန်အလှန်ဒါမေတ္တာကူးစက်တဲ့သဘောလို့ပဲမြင်ပါတယ်ဗျာ